အလုံးဝမင်္ဂလာပါရှင်ဝါတရှိကတော့ယမင်းဂျပန်တန်တန်းကျောင်းမှာဆရာမယမင်းပဲဖြစ်ပါတယ်ရှင်အခုဗီဒီယိုဖိုင်လေးကတော့ M4 ခန်းကြီးတွဲလုံး9ဖိုင်မြောက်ဖြစ်နေတင်ကြပြီးမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအဲဘလိုလေးတွေတွဲထားရဲဆိုတော့အရင်ပြောပြီးတော့မှမူရင်းလေးကိုပြင်ပြပေးပါမယ်နော်နံပါတ်1ခန်းကြီးလေးကလိပ်စာလိပ်စာဆိုတဲ့ခန်းကြီးလေးမှာပါတဲ့မူရင်းလေးကဒီခန်းကြီးလေးကနေထိုင်တာပါဒါလေးကနေထိုင်တာဒါလေးကနေရာ နေရာခန့်ကြီးတွေးကြည့်ရင်လက်ရှိတို့လိမ့်စာလိမ့်စာတချို့ပြောလိမ့်စာဆိုတာကနေထိုင်တဲ့နေရာပဲလေအဲ့တော့ကိုနေထိုင်တဲ့နေရာကိုလိမ့်စာလို့ခေါ်တာမလို့နေထိုင်နေဆိုတဲ့ခန့်ကြီးနဲ့နေရာနဲ့ပေါင်းလိုက်တော့ယူလျှော်ကလိမ့်စာဒါလေးကနီးတော့ဒီခန့်ကြီးလေးကနီးတော့ဒါလေးကနေရာ နီးတဲ့နေရာကိုယ့်အိမ်ရဲ့အနီးနာပေါ့နီးတဲ့နေရာကိုယ်နဲ့နီးတဲ့နေရာကကိုယ့်အိမ်ရဲ့အနီးနာပေါ့ကိုယ်နဲ့နီးတဲ့နေရာကကိုယ့်အိမ်ရဲ့အနီးအနာအိမ်အနီးနာကင်းကြော့အိမ်အနီးအနာနောက်တစ်ခုဒီခန်းကြီးကတဲယူတယ်ဆိုတဲ့ခန်းကြီးတဲတယ်တဲတယ်ဒီခန်းကြီးကရွေ့တာရွေ့တာလှုပ်ရှားတာလှုပ်ရှားတာရွေ့တာ အားကစားလုပ်တယ်ဆိုတာကတရှိလို့ဂျင်းနေပါတယ်သွားတယ်ဟုတ်ဂျင်းသွားတဲ့ခါမှာအလေးတုံးနေပါတယ်အလေးတုံးကလေးပေါ်မှာပြဲနေတာမဟုတ်ဘူးအောက်မှာချထားတဲ့အလေးတုံးတို့တွေတဲလိုက်ရတယ်တဲတဲပြီးတော့ခန္ဓာကိုယ်လှုပ်ရှားရတယ်ဟုတ်တယ်နော်အားကစားလုပ်တယ်ဆိုတာဒီဂျင်းမှာချထားတဲ့အလေးတုံးနေသူ့ဘာသူရှိတဲ့ဆက်ရဲနေရတယ်ကိုယ်မှာတဲရတယ်တဲပြီးတော့ဘာလုပ်ရလဲလှုပ်ရှားရတာတဲပြီးတော့လှုပ်ရှားရတာအားကစားလုပ်တာအားကစားလုပ်တယ်ဆိုတာအလေးတုံးနေဝိတ်တုံးနေပါတယ်ကိုတဲတယ်တဲပြီးတော့ခန္ဓာကိုယ်လှုပ်ရှားအောင်လုပ်တာကိုအားကစားလုပ်တယ်လို့ခေါ်တယ် ဒီကန်းကြီးကအချိန်ဒီကန်းကြီးကတိုင်းတာတာအချိန်ကိုတိုင်းတာခြင်းနိုင်ကြည့်တယ်လေအချိန်ကိုတိုင်းတာဖို့အတွက်ဆိုရင်နိုင်ကိုကြည့်တာမလို့အချိန်ကိုတိုင်းတာတာက နိုင် အချိန်ကိုတိုင်းတာတာကနိုင်အချိန်ကိုတိုင်းတာတာကနိုင်ဒါလေးကဈေးပေါ်တာဈေးပေါ်တာဈေးတက်တာဒါလေးကနှလုံးသား ။ဒါပါတော့ကို့တစုံတယောက်ကပူဇော်တော့မယ်ဆိုရင်ဈေးပေါ်တာကိုပူဇော်တော့ကိုယ်နှလုံးသားထဲမှာစိတ်အေးသွားတယ်။ဈေးကြီးတာဆိုလို့ရင်ဈေးပေါ်မှန်းသီးမှဈေးသက်သာမှန်းသီးမှကိုယ်နှလုံးသားထဲမှာဖဖြစ်သွားလေဆိုရင်စိတ်အေးသွားတယ်စိတ်ချသွားတယ်။မဟုတ်ရင်ဈေးကြီးတယ်ဆိုလို့ရင်ဥပမာအရင်တော့အာမုတ်ဒီပါကစားတဲ့ခါမှာမုတ်ဘိုးကအလုံးလောက်မပါလာဘူးဆိုရင်ဆိုင်ရဈေးကြီးမလားဟဲ့ကို့ပစံနဲ့မလောက်ရင်ငါဘယ်လိုပြောရမလဲငါဘယ်လိုရှင်းရမလဲစသဖြင့်စိတ်ပူတယ်လीနော် ေတ္တတာမန်တည်သွားတော့မှနှလုံးသားကစိတ်အေးသွားတယ်စိတ်ချသွားတော့တယ်ဇေတ္တတာမန်တည်မှနှလုံးသားကစိတ်အေးသွားတယ်စိတ်ချသွားတယ်ဒီခန်းကြီးကရှင်းပြတာသူတလုံးနဲ့တော့တုံးတာတော့မဟုတ်ပေမဲ့သူရှင်းပြတဲ့ခန်းကြီးမှာပဲပါတာပေါ့အန်ဖိုးမှာရှင်းပြတာအရှင်းပြတာမှာပါတယ်ဝတ္ထုမှာပါတယ်ဝတ္ထုဆိုရယ်ဇာကြောင်းကိုရှင်းပြတာပဲလေဒီခန်းကြီးကသူရှင်းပြတဲ့နေရာမှာတုံးတယ်ဒီခန်းကြီးကလင်းတာ ရှင်းပြရဲဆိုရဲသူ့ကောင်းထဲမှာလင်းသွားအောင်ရှင်းလင်းသွားအောင်ရှင်းပြတာမလို့လင်းတဲ့အခန်းကြီးနဲ့တွဲလိုက်တယ်အဲ့တော့သူကရှင်းပြရဲဆိုရဲတွဲလုံးမှာအပါများတယ်ရှင်းပြရဲဆိုဒုတိယကောင်းထဲမှာလင်းသွားအောင်လုပ်တာမလို့လင်းတယ်ဆိုရဲအခန်းကြီးနဲ့ပေါင်းလိုက်တယ်နောက်တစ်ခုကျမ်းမာတာဒီခန်းကြီးကမူလဒီခန်းကြီးကမူလဒီခန်းကြီးကစိတ် တို့ရီရဲ့ခန္ဓာကိုယ်ကလေမူလာအတိုင်းပဲဘာမှချွရင်းချက်မရှိပဲရှိရင်တို့ရီရဲ့စိတ်ကောလူရောဘာဖြစ်လဲဆိုရင်ကျမ်းမာတယ်မပြန်ပြောရင်ကျမ်းမာတယ်ဆိုတာစိတ်ကြောင့်နဲ့ဆိုင်တာမလို့စဉ်းစားကြည့်လူတွေနေမကောင်းမှုနေကောင်းတဲ့ကျမ်းမာတယ်ဆိုတာနေမကောင်းမှုမကျမ်းမာဘူးနေကောင်းတဲ့ကျမ်းအကုန်လုံးကစိတ်ကလည်းအများကြီးသက်ဆိုင်နေဒီနေရာမှာဂန်းခီးမဟုတ်ဘဲနဲ့ဘျောခီးဆိုရင်လည်းအဲ့ဒီခီးကစိတ်ပဲအဲ့တော့ပြောချင်တာက ကျမ်းမာခြင်းကျမ်းမမာခြင်းကစိတ်ကြောင့်နဲ့ဆိုင်တာမလို့ဂန်းခီးရဲ့ခီးကဒီစိတ်ကိုကိုးစားယူတဲ့ခန်းကြီး ကျမ်းမာတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ခန္ဓာကိုယ်ကမူလအခြေအနေတိုင်းရှိတာဒီနေရာမှာဥပမာအစာအိမ်ရောင်နေအစာအိမ်နားတယ်အဖိုင်အောင်နေကြောက်ကက်နားတယ်ကြောက်ကက်ဘာကြောက်ကက်ရောင်နေဥမာအသေးရောင်နေခန္ဓာကိုယ်ကမူလတိုင်းမရှိရင်မကျမ်းမာတော့အဲ့တော့ကျမ်းမာတယ်ဆိုတာခန္ဓာကိုယ်ကမူလတိုင်းရှိတာနောက်တစ်မျိုးပြောရင်ကျမ်းမာတယ်ဆိုတာစိတ်ကြောင့်နေဆိုင်တာမလို့စိတ်ခန်းကြီးထက်လိုက်တယ်မိဘမိဘဆိုတာနှစ်ဖက်ရှိတာနှစ်ဖက်ဇုံရှိတာမလို့နှစ်ယောက်ရှိတာမလို့ဒါနှစ်ဖက်ကိုကိုးစားပြုတဲ့ခန်းကြီးဒီခန်းကြီးလေးကမိဘ မိဘဆိုတာနှစ်ယောက်ရှိတာမလို့နှစ်ဖက်ကိုပြရတဲ့ခန်းကြီးမိဘမလို့မိဘခန်းတလုံးထဲနေလေဒီခန်းကြီးကမိဘပဲသူများနဲ့ပေါင်းလဲမိဘတလုံးထဲနေအိုရဆိုတဲ့အဓိပ္ပာယ်သူများနဲ့ပေါင်းလျောရှင်အိုရကလည်းမိဘပဲလျောရှင်ကလည်းမိဘပဲဒီခန်းကြီးကမိဘခန်းကြီးမိဘဒီခန်းကြီးကမိဘဒီခန်းကြီးကဖြတ်တောက်တယ်ဖြတ်တယ်မိဘတွေကလေကို့အတွက်မကောင်းတဲ့အန္တရာယ်လမ်းဖြတ်တောက်ပေးတယ်ဆိုတော့ ကို့ပေါ်မှာကျင်လာလို့မကျင်နိုင်တို့သူဖြစ်ချင်တာဖြစ်ကြီးထိုးထိုးခွေဆာဆာပြစ်ပလိုက်မှာပေါ့မိမဆိုတာကအခက်ခဲတားစီကို့ပေါ်မှာမကောင်းတဲ့လူတွေလာလို့ရှင်ဖြတ်တောက်ပေးတယ်ဆိုရင်အကို့ပေါ်ကျင်လာလို့မိဘကကို့ကိုတစ်ခုခုမကောင်းတဲ့လူတွေလာပြီးပတ်သက်ဖြတ်တောက်ပေးတယ်ဆိုတော့အဲ့ဒါကို့ကိုကျင်လာတာမလို့မိဘကကို့အတွက်မကောင်းတဲ့အနေတွေကနေဖြတ်တောက်ပေးတယ်ဆိုတော့အဲ့ဒါကျင်လာတာလို့ဒါကဖြတ်တာနောက်တစ်ခုကတိုင်းဆဆွနအေးပါတာဒီကန်းကြီးရဲ့အိုးအိုးခီရကြီးတော့ဒီကန်းကြီးက ခီရီမတ်စ်ကလာတဲ့ဖြတ်တယ်လေးတယ်ဥပမာလူဆိုတာလေလူတိုင်းမှာလေကိုချစ်တဲ့လူကိုသဘောကျတဲ့လူကိုအတွက်အရေးပါတဲ့လူဆိုတာရှိတယ်ကိုအတွက်အရေးပါတဲ့လူဆိုအနှဲငယ်တော့ကိုကသူ့အတွက်ပိုကိုပိုတယ်ဥပမာကွဲတခါတလေမုတ်ဝေပေးမယ်ဆိုရင်တော့မှကြုံမှုမလားတော့မသိဘူးပေါ့နော်ဘလောက်ပဲညီမျှပါတယ်ဒန်းတူပါတယ်ပြောပြောဥပမာကိမုတ်လေးခွင့်ရင်တော့မှကိုအတွက်အရေးပါတဲ့လူဆိုနည်းနည်းလေးတော့ပိုချင်တာမျိုးပိုပြီးတော့အရသာရှိရထည့်ပေးချင်တာမျိုးအဲ့တော့ဒီလိုပဲ ဒါအိုးခိជីជីမမជីជីမမမဟုတ်ရွယ်တို့ခွဲရမယ်ဆိုတော့ជីជីမမနည်းနည်းပိုဖြတ်ပေးတာဒါမို့ထားပါတော့တမန်ဝန်နှန်းတယောက်နဲ့အထက်လူကြီးတယောက်နဲ့ဝဟိုးအောက်ခြေဝန်နှန်းနဲ့အထက်လူကြီးကိုသတိနဲ့ မတူဘူးလေနည်းနည်းကိုကခွဲရမယ်ဆိုလို့ရှင်ပိုပြီးကြီးကြီးမားမားဖြတ်တောက်ပေးတယ်ဆိုတာအရေးပါတဲ့လူမလို့လူတွေကအရေးဒါကတော့လောကမှာမထူးဆန်းမှုထင်မှာရှေးဝေးမရှင်းအောင်တိမယ်ထင်မှာတဲ့အရေးပါတဲ့လူဆိုရင်နည်းနည်းပိုပြီးတော့ဟိုမျက်နှာချိုသွေးကြတယ်လို့မျိုးပိုပြီးအရေးပေးတယ်လို့မျိုးပေါ့ဟိုစိုက်တောင်မှသူ့အတွက်ကြီးကြီးမားမားဖြတ်တောက်ပေးတယ်ဆိုတော့သူကကိုအတွက်အရေးပါတဲ့လူမလို့အရေးပါတဲ့လူမလို့ဒါကတွဲလုံးရဲ့သဘောတဘာပေါ့အရင်ရှင်းတာမူရင်းကထက်လိုက်ပြီးမယ်နောက်တစ်ခေါက်ပြန်ပြောရင်တို့တွေဟဲ့နိနိနိလိမ့်စာလေးပေးပါအောင်လိမ့်စာဆိုတော့တနည်းအားဖြင့်ပြောရင် ်ကိုနေထိုင်တဲ့နေရာတော့ပြောတာမလို့နေထိုင်တာနဲ့နေရာနဲ့ပေါင်းရင်လိပ်စာနီးတာနဲ့နေရာနဲ့ပေါင်းတော့နီးတဲ့နေရာကအိမ်အနီးနာအားကစားလုပ်တယ်ဆိုတာဂျင်းနေပါသွားပြီးဝိတ်တုံးနေပါတယ်ရတယ်တဲပြီးတော့ခန္ဓာကိုယ်လှုပ်ရှားရတာရွေ့အောင်လုပ်ရအားကစားလုပ်တယ်ဆိုတာကြောက်ရွံ့ကြီးလို့နေရတာမဟုတ်ဘူးဂျင်းမှာသွားပြီးတော့ဝိတ်တွေပါတယ်ဝိတ်တုံးနေဘာရန်နေပါတယ်တဲရလက်ကနေတဲတယ်တဲပြီးတော့လှုပ်ရှားတယ်ဆိုတာအားကစားလုပ်တာ နာယီကိုအချိန်ကိုတိုင်းတာတာကနာယီအချိန်ကိုတိုင်းတာခြင်းနာယီကိုကြည့်အချိန်ကိုတိုင်းတာတာကနာယီဈေးသက်တာမှန်းတည်သွားတော့မှနှလုံးသားထဲမှာစိတ်အေးသွားတယ်စိတ်ချသွားတယ်ရှင်းပြတယ်တကန်းကြီးကရှင်းပြရှင်းပြတယ်ဆိုတာခေါင်းထဲမှာလင်းသွားရှင်းလင်းသွားအောင် ရှင်းပြတာမလို့လင်းတဲ့ခန်းကြီးနဲ့ထဲလိုက်တယ်ကျမ်းမာတယ်ဆိုတာခန္ဓာကိုယ်ကမူလအတိုင်းရှိတာကျမ်းမာခြင်းမကျမ်းမာခြင်းသည်စိတ်ကြောင့်လဲဆိုင်တာမလို့စိတ်ခန်းကြီးနဲ့ပေါင်းလိုက်တယ် မိဘမိဘဆိုနှစ်ဖက်ရှိတာမလို့နှစ်ဖက်ကိုကိုးစားပြုတယ်ခန်းကြီးမိဘမလို့မိဘခန်းကြီးထဲလိုက်တယ်မိဘတွေကအခက်အခဲကိုယ့်ပေါ်မှာမကောင်းတဲ့လူတွေလာပြီးကက်နေဖြတ်တောက်ပေးတယ်ဆိုတာကိုယ့်ပေါ်မှာကျင်လာလို့ကြီးကြီးမားမားအစိပ်ပိုင်းကြီးကြီးမားမားဖြတ်တောက်ပေးတယ်ဆိုတာကကိုယ်အရေးပါတဲ့လူမလို့အရေးပါတဲ့လူဆိုသူများလည်းနည်းနည်းလေးတော့ပို့ပြီးတော့လှုပ်ပေးရတယ်ပေါ့နော်အစိပ်အပိုင်းအရွယ်အစကြီးကြီးလေးဖြတ်တောက်ပေးတယ်ဆိုတာလှီးပေးတာကိမုတ်တောင်မှာအရွယ်ကြီးကြီးလေးလှီးပေးတယ်ဆိုတာသူကအရေးပါတဲ့ဧည့်သည်မလို့ VVIP မလို့ပေါ့ ပေပေးသားတော့ပွဲသွားရင်တော့ VVIP တို့ဘာလို့ဆိုတီးတန်လေးနဲ့ခွဲထားသေးတာဟိုជីជីမာမာလှီးပေးတယ်ဆိုတာကအရေးပါတယ်လူမလို့ဒါကတွဲလုံးသဘောတဘာဝကိုရှင်းပြီးသွားရင်တလုံးချင်းစီကိုပြန်ပြီးတော့ပြန်မှတ်ပေးမယ်အဲ့တော့ဒါလေးကနေထိုင်တာနေထိုင်နေဆိုတဲ့ခန်းကြီးလေးကိုမတင်ခင်မှာဒါပြန်တင်မယ်ပေါ့နော်အမြဲတမ်းပြောနေကြပါသို့တော်ညာလေးဖိုင်နေအတီးတီးပြန်မရှာပဲတဖိုင်နေနေတဲ့အစဉ်ပြောင်းလို့လုပ်ပေးမယ်နော်ဒါအရင်တော့ကပြောခဲ့ဘူးပါတယ်ဒီပုံစံလေးကဖျောင်းနိုင်လေးခန်းကြီးတွေထဲမှာ ဖျောင်းနိုင်နေတူတဲ့အစိပ်ပိုင်းလေးမြင်အေးပါတယ်လို့မြင်ကြည့်မယ်ဒါကခန်းကြီးဒါတက်တက်မြင်အောင်ပုံဆွဲပြတာဒါတင်မဒီခန်းကြီးဒီခန်းကြီးလေးကအုတ်မောနာအေးပါတော့ခန်းကြီးပုံစံဖျောင်းနိုင်လေးနဲ့တူတယ်ဖျောင်းနိုင်ဆိုတာဒါအိမ်အိမ်ပါအေးပါတဲ့အရာပဲသူ့ရှေ့မှာလူအစိပ်ပိုင်းနဲ့ထက်လိုက်တယ်လူလူတွေရဲ့ဘဝမှာအေးပါတဲ့ကိစ္စတွေမှာနေထိုင်ရေးလဲပါတယ်စားဝတ်နေရေးတွေမှာနေထိုင်တာလဲပါတယ် တော့ဆိုလိုတာကဘိုက်ဆာရင်နည်းနည်းလေးအောင့်ထားလို့ရအောင်မေညာရင်းညတာမှနေစရာမရှိဘမသွားအိမ်မလဲဟုတ်တယ်မလားဘိုက်ဆာတာမှဥပမာနည်းနည်းရေတောက်ဘိုက်မောက်လို့ရရင်ရအောင်မေနေထိုင်ရေးပိုးရေးပါတယ်လေလူတယောက်အတွက်အဓိကကြရတဲ့ဒါအဓိကကြတော့အရေးပါတော့လူတွေရဲ့ဘဝမှာအဓိကကြရတဲ့ကိစ္စအရေးပါတဲ့ကိစ္စတွေမှာနေထိုင်တဲ့ကိစ္စလေးပါဒီခန်းကြီးကစူမီမတ်နေထိုင်တာသူများနဲ့ပေါင်းရင်ဂျူးဒီခန်းကြီးလေးအခုတင်မဲ့ခန်းကြီးကနေရ တူခိုးရောတူခိုးရောရှော့ရောဂျော့ရောအဲ့လိုမျိုးသူများနဲ့တူခိုးရောဒိုခိုးရောသူ့ရဲ့အတန်ထွက်တွေကတူခိုးရောဒိုခိုးရောရှော့ဂျော့အကုန်မလိုက်ဘူးဆိုတာအမကမူရင်းဖိုင်တင်တာမဟုတ်တွဲလုံးဖိုင်တင်တာမူရင်းကမတင်ဘူးလားဆန်းစီရဲ့တင်ပေးလို့လင့်အောင်အစာဆုံးမှဆူထားပေးပြီးတာဒါလေးကအကျမ်းမဲလိုက်ပေးတာနော်အချို့ဟာလေးတော့အကျမ်းအနေနဲ့ပဲလိုက်ပေးတာနော်အခုတင်မဲ့ခန်းကြီးကနေရမတိရုတ်တရက်ကြီးဒါလေးကဆိုင်းပုတ်လေးနဲ့တူတယ်ဆိုင်းပုတ်လေးအညွန်ဆိုင်းပုတ်လေး ဆိုင်းမုတ်လေးဆိုင်းမုတ်ဆိုင်းမုတ်တက်ထားတဲ့ဒါလေးကိုအိမ်တချမ်းပဲလေးလို့မြင်ကြည့်အိမ်အိမ်ဟိုမှတချမ်းဆောင်ပုံစံမျိုးလေးဒီလိုမျိုးလေးဆိုင်းမုတ်တက်ထားတဲ့အိမ်နေဆိုတာလူတွေလာတဲ့နေရာဥပမာကွာတိုက်ရှိအရင်တုန်းကတန်တန်းမှာတန်တန်းဆိုင်းမုတ်ရှိတယ်တန်တန်းဖွင့်လာတာဖြစ်တဲ့အတွက်ကြောင့်ကျောင်းသားကျောင်းသူအဝင်ထွက်တွေရှိတယ်အခုတန်တန်းမဖွင့်တာဘူးဆိုင်းမုတ်လည်းမရှိဘူးဆိုတော့တိတ်ပြီးတော့မိသားစုကလွင်နေတဲ့လူကလွင်ဘယ်သူမှမလာကြတော့ဘူးပြောချင်တာကဒါလေးကဆိုင်းမုတ်လေးနဲ့တူတယ်လို့မြင်ကြည့် ဆိုင်းမုတ်တက်ထားတဲ့ဒါလေးကအိမ်ပုံစံမျိုးလေးအိမ်တစ်ချမ်းလေးလို့မြင်တယ်မဲ့တော့ဒါပစိမ်ပစိမ်ဒါပေမဲ့ပစိမ်နှိမလိုက်တော့ဘဲနဲ့ပုံစံအကျမ်းမဲ့လွေအောင်ပြောလိုက်တာဆိုင်းမုတ်တွေပိုင်းတက်ထားတဲ့အိမ်တွေကလူတွေအလာများတဲ့နေရာပေါ့အဲ့တော့နေထိုင်တာနဲ့နေရာနဲ့ပေါင်းတော့ဒါလေးကနေထိုင်တဲ့နေရာကလိမ့်စာနောက်တစ်ခုဒါလေးကိုခုနအိမ်တစ်ချမ်းပဲ့လေးလိုပဲမှတ်ပြီးအမှန်တော့ပစိမ်ဒါပေမဲ့အိမ်တစ်ချမ်းပဲ့လေးဖြစ်နေပဲမှတ်ပြီးလိုက်တာဒါလေးကလမ်းအိမ်ကနေထွက်လိုက်တာနဲ့လမ်းပေါ်ရောက်သွားတာမလို့အိမ်နဲ့လမ်းနဲ့ကနီးတယ် ိမ်နဲ့လမ်းနေရနီးတယ်။အိမ်ကနေထွက်တာနဲ့လမ်းပေါ်ရောက်တာမလို့အိမ်နဲ့လမ်းနေရနီးတယ်။အဲ့တော့နီးတာနဲ့နေရာနဲ့ပြန်ပေါင်းတော့အိမ်အနီးနာကင်းကြော့သူကတိုခိုးရိုဒိုခိုးရိုရှော့ကြော့ဆိုတဲ့နေရာတွေရှိတာမလို့နေထိုင်တဲ့ခန်းကြီးနဲ့ပေါင်းတော့ရှော့နီးတဲ့ခန်းကြီးနဲ့ပေါင်းတော့ကြော့မူရင်းဖိုင်နေမှာပြန်နှွေးပေါ့နော်ဒါကနှစ်ခုပြီးသွားပြီအဲ့တော့အားကစားလုပ်တယ်ဆိုတာအလေးအလေးတုံးတွေပါတယ်တဲရတယ်တဲပြီးတော့ခန္ဓာကိုယ်လှုပ်ရှားရတယ်တဲတဲ့ခန်းကြီးကိုနှွေးပေးမယ်ဒီလိုအမိုးလေးအမိုးပါတယ်ကားလေး ကားခန်းကြီးကတော့ N5 ကလေးကတည်တယ်။ကားခန်းကြီးပေါ်မှာအမိုးလေးမိုးထားတာ။အမိုးပါတဲ့ကားလေးနဲ့ height လေးတွေကအမိုးပါတဲ့ကားလေးနဲ့လမ်းပေါ်ကနေတည်တယ်။အမိုးပါတဲ့ကားလေးနဲ့ဒီမှာအမိုးအမိုးပါတဲ့ကားလေးနဲ့လမ်းလေးကနေတည်တယ်။လှုပ်ရှားတာ။ဒီခန်းကြီးလေးတာတော့အရှိမပါပြီးပြီ။လေးတာ။လေးတဲ့အရာကိုအားနဲ့တွန်းလိုက်ရင်အလေးကြီးကိုအားနဲ့တွန်းကြည့်။လေးတဲ့အရာကို အားနဲ့တွင်းရင်ရွေ့တယ်ရွေ့တယ်ဆိုတာလှုပ်ရှားတဲ့သဘောပေါ့အဲ့တော့အားကစားလှုပ်တယ်ဆိုတာကအလေးတုံးတွေပါလို့တဲရတယ်ပြီးတော့ခန္ဓာကိုယ်ရွေ့အောင်လှုပ်ရတယ်လှုပ်ရှားအောင်လှုပ်ရတာကအားကစားနောက်တစ်ခုက나이나이ဆိုတာအချိန်ကိုတိုင်းတာတာအချိန်ကိုပြောမယ်အရင်တော့ကြာဘူးနာဝရှိတာကအချိန်ကိုသိခြင်းနေကိုကြည့်ကြတယ်တဲ့အချိန်ကိုသိခြင်းရင်နေကိုကြည့်တယ်ဘယ်ကနေနေကိုကြည့်လဲဆိုဒါလေးကဖျားချောင်း ဖះเจ้าလေးကနေနေကိုကြည့်တယ်ပေါ့ဒီကန်းကြီးလေးကအချိန်ဒီကန်းကြီးလေးကအချိန်ကိုကိုစားပြုတယ်အရင်တုန်းကအချိန်ကိုတိကျင်နေကိုကြည့်တယ်နေကိုကြည့်တယ်ဘယ်ကနေသွားကြည့်လဲဖះเจ้าလေးဒါလေးကဖះเจ้าဖះเจ้าလေးကနေနေကိုမော့ကြည့်တာအချိန်ကိုတိကျင်လို့အဲ့ဒီအချိန်ကိုဒါကတိုင်းတာတာတိုင်းတာတဲ့ခန်းကြီးပြောပြီးပြီတဲ့နဲ့ကိုတခုခုအဝတ်စားတွေပဲတော့တိုက်နေဆိုရင်ကိုလိုချင်တဲ့ပုံစံလေးပြောပြီးတော့10မိနစ်လောက်တော့တိုင်းတာရတယ်အချိန်နဲ့ တိုင်းနာတာနဲ့ပေါင်းတော့အချိန်ကိုတိုင်းတာပေးတာကနာရီဒါကအချိန်ဒါကတိုင်းတာတာအချိန်ကိုပြန်မှတ်ပြီးဟိုးရင်ခေတုံးကအချိန်ကိုသိခြင်းနေုံမော့ကြည့်ဘယ်နေရာလေးကနေမော့ကြည့်လဲဆိုတော့ဖះเจ้าလေးကနေနေုံမော့ကြည့်တာအချိန်ကိုသိခြင်းလို့တိုင်းတာတာတခုခုတိုင်းတာမယ်ဆိုရင် စကားလေးပါလေးပြောပြီးတော့10မိနစ်လောက်တိုင်းတာတယ်အချိန်ကိုတိုင်းတာတာကနာရီအချိန်ကိုတိုင်းတာတာကနာရီနောက်တစ်ခု စိတ်အေးတာဆိုင်နဆိုင်သွားတဲ့ခါမှာပတ်စံမလောက်တဲ့ခါပိုတိတာတယ်ဈေးကြီးနေမလားပတ်စံလောက်ပါမလားတအားစိတ်ပူတယ်အဲ့တော့ဒါအရှိရာစုဈေးသက်သာမန်တည်သွားတော့မှာပဲခုခိုးတော့နှလုံးသားတွေကစိတ်အေးသွားတော့တယ်စိတ်ချသွားတော့တယ်မဟုတ်လို့ရှင်ပူးနေတာငါပတ်စံလောက်ပါမလားဆိုတဲ့အတွေးနဲ့ဒီကန်းကြီးကရှင်းပြတာရှင်းပြတယ်အခုเจ้าသားတို့ကိုစာရှင်းပြနေရတာလေရှင်းပြတယ်ဆိုတော့ပြောနေရတာ နှစ်နာရီလောက်ကြောင် ရှင်းပြရတယ်။နှစ်ချက်လေးမိမှာဆိုလို့ဘသူ့ကိုရှင်းပြရလဲဆိုအကိုလောက်တဲ့လူကိုရှင်းပြဒီကန်းကြီးကအနီအကိုအကိုအကိုရှင်းပြရတယ်ဆိုတာကဘာလို့ရလဲပြောနေရတာအခုတယောက်ထိပ်ပြောရတာလေကိုကပြောတဲ့လူကျောင်းသားမြတ်နားထောင်နေလူကိုရှင်းပြရတယ်ဆိုတာပြောနေရတာနှစ်နာရီလောက်ကြောင် ရှင်းပြရတယ်ဘသူ့ကိုလဲအကိုကိုရှင်းပြရတယ် ရှင်းပြလိုက်ရင်ခေါင်းထဲမှာရှင်းလင်းသွားတာမလို့လင်းတဲ့ခန်းကြီးကိုထည့်လိုက်တယ်လင်းတယ်ဆိုတာနေနဲ့လနဲ့ပေါင်းထားတဲ့ခန်းကြီးနေနဲ့လနဲ့ပေါင်းရင်လင်းတာပြန်ပြောရင်ရှင်းပြတယ်ဆိုတာပြောနေရတာအခုတောက်လျှောက်ပြောနေရတာမနာတဲ့နှစ်နိုင်လောက်ကြာအောင်ရှင်းပြတယ်အကိုလုံးတဲ့လူကိုရှင်းပြတယ်ရှင်းပြလိုက်ရင်လင်းသွားတာမလို့လင်းတဲ့ခန်းကြီးလင်းတယ်ဆိုတာနေနဲ့လနဲ့ပေါင်းရင်လင်းတာကျမ်းမာတာ ကျမ်းမာတယ်ဆိုတော့ခန္ဓာကိုယ်ကမူလတိုင်းရှိတာမျိုးပြီးတော့ကျမ်းမာတယ်ဆိုတော့စိတ်နဲ့လည်းဆိုင်နေအဲ့တော့မူလခန်းကြီးကဒီမှာနှစ်ဖက်ရှိတဲ့ခြေထောက်လေးနဲ့သွာလာနိုင်တာဒီမှာလေနှစ်နှစ်ခြေထောက်နှစ်ဖက်ရှိတယ်ဆိုတော့ခန္ဓာကိုယ်ရဲ့မူလအခြေအနေလေနှစ်ဖက်ရှိတဲ့နှစ်ဖက်ရှိတဲ့ခြေထောက်လေးနဲ့သွာလာနိုင်တာမူလအခြေအနေခန္ဓာကိုယ်ကမူလအခြေအနေတိုင်းရှိရင်စိတ်ကလည်းကျမ်းမာတယ်စိတ်လူတယောက်ရဲ့စိတ်ရင်မှန်မမြင်ရဘူးမမြင်ရမှန်းတိအောင်အမိုးတမိုးနှမိုးသုံးမိုးနဲ့ကာထားတယ် စိတ်ကြောင့်လူတွေကပြုံးတာမဲ့တာတွေဖြစ်တာဒီမှာမဲ့လေးနဲ့တူလို့ပြန်ပြောရင်နှစ်နဲ့ခြေတော့ပုံစံလေးဆိုရင်နှစ်ဖက်ရှိတဲ့ခြေတော့လေးနဲ့သွားသွားလာလာလုံနေတာအဲ့ဒါခန္ဓာကိုယ်ကမူလအတိုင်းရှိလို့နှစ်ဖက်ဒါမှမဟုတ်နှစ်ဖက်ရှိတဲ့ခြေတော့နှစ်ဖက်ရှိတာခန္ဓာကိုယ်ရဲ့မူလအခြေအနေကျမ်းမာတယ်ဆိုတာစိတ်နဲ့လဲဆိုင်တယ်စိတ်လူတယောက်ရဲ့စိတ်ရင်းအမှန်ကတကယ်စိတ်ကောင်းရှိလားမရှိလားမမြင်ရဘူးဘယ်လိုမမြင်ရလဲအမိုးသုံးမိုးမိုးထားတယ်တမိုးနှမိုးသုံးမိုးအဲ့ဒီစိတ်ထဲမှာ ပြုံးနေမဲ့နေနိုင်တယ်ဒီမှာမဲ့လေးအဲ့တော့ပေါင်းလိုက်တော့ဂန်းခီယာကျမ်းမာတော့ဒီကန်းကြီးမှာကဒါပိုင်နှစ်ဖက်ကိုကိုစားပြူတာဒီမှာကြည့်ခန်းကြီးပုံစံကသူ့ပိုင်နှစ်ဖက်တော့ဒီမှာ1အမိုးဒီမှာယာမတယောက်เทเจ้าမတို့အလုံများဘူးလားတယောက်เทအိမ်အမိုးအောက်မှာယာမတောင်ပေါ်ရောင်အလုပ်တွေလုပ်ရရင် လက်နှစ်ဖက်စလုံးအားရတယ်ဆိုတာကိုမရှိဘူးတယောက်တည်းအမိုးအောင်မှာတောင်ပုံရပုံအလုပ်တွေလုပ်ရရင်တယောက်တည်းအမိုးအောင်မှာတောင်ပုံရပုံအလုပ်တွေလုပ်ရရင်လက်နှစ်ဖက်စလုံးအားရတယ်ဆိုတာကိုမရှိဘူးသူပိုင်နှစ်ဖက်နောက်ကခန်းကြီးကမိဘမိဘဆိုတာကတာချီမတ်ဒိုးတွေအတွက်ရည်တည်ပေးတဲ့လူပြီးလို့ရှင်နောက်တစ်ခုကခိတစ်ပင်လုံးအရေးအာဝါတာပေးတဲ့လူမီမတ် တို့တွေဘဝကောင်းစားဖို့အတွက်ကြည်ပေးတဲ့လူမိဘဆိုတာဘလို့လူမျိုးလဲဆိုရင်တာချီမတ်ရက်တီပေးတဲ့လူခိတစ်ပင်လို့အရေးအဝါသားပေးတဲ့လူမီမတ်တို့တွေဘဝအနောင်ရေးတို့ကြည်ပေးတဲ့လူကမိဘအဲ့တော့ပေါင်းလိုက်တော့မိဘဆိုတာနှစ်ဦးနှစ်ဖက်မလို့လျောခန်းကြီးထဲတယ်ပြီးတော့မိဘခန်းကြီးထဲတယ်နောက်တစ်ခုမိဘတွေကမကောင်းတဲ့အနေနဲ့မကောင်းတဲ့လူတွေလာပတ်တဲ့ဖြတ်တောက်ပေးတယ်ဆိုတာကျင်နာတာဖြတ်တောက်တာဒီမှာခုနှစ်စိတ်လောက် ဒါလေးကဓာခုနစိတ်လောက်ဓာနဲ့ဖြတ်လိုက်တယ်လှိလိုက်တယ်ခုနချမ်းလောက်ပေါ့နော်ကိတ်မုတ်ကိုခုနစိတ်လောက်ဓာခုနှစ်ယောက်စာဓာနဲ့ဖြတ်တယ်လှိတယ်မိဘတွေကအဲ့လိုမျိုးဖြတ်တောက်ပေးတယ်ဆိုတာကကျင်နာလို့ကိုယ့်ပေါ်မှာကျင်နာလို့ပြစ်မထားလို့အစိုက်ကြီးကြီးဖြတ်တောက်ပေးတယ်လှိပေးတယ်ဆိုတာအရေးပါတယ်လူမလို့ကဲဒါလေးကတော့ခုနပိုင်မြောက်ပါ